အားလုံးပဲမင်္ဂလာပါခင်ဗျာနေတော့ပြောသွားခြင်းနဲ့အကြောင်းအရာငလင်ဘာကြောင့်ဖြစ်ပေါ်လာလဲပေါ့နော်ငလင်ဘာကြောင့်ဖြစ်ပေါ်လာလဲအဲဒီအကြံမင်းပြောရမှာဆိုတော့အရင်ဆုံးအဲဒီကဘာကြီးဘယ်လိုဖြစ်ပေါ်လာလဲဆိုတာသိရှိဖို့လိုပါလိမ့်မယ်ကဘာကြီးကဖုံမုံနေတဲ့ဓာငွေတွေနဲ့စုပေါင်းပြီးတော့ဖြစ်ပေါ်လာတာပေါ့နော်အဲဒီစဖြစ်တော့အားဆိုလို့ရှိရင်အရန်ပူပါတယ်အဲဒီဘလို့ဘလောက်ထိလဲဆိုအဲဒီချိုးရည်နဲ့ပဲပြည်တာပေါ့နော်အဲဒီနေလုံးတိတိလေးနေပါပါပဲအဲဒီကဘာကြီးရဲ့အပေါ်လွာပေါ့အဲဒီချိုးရည်အပေါ်လွာက အေးလာတဲ့အချိန်မှာအဲကဘာပေါ်ကိုဘာကြီးကြလာလဲဆိုတော့ဥက္ကခဲကြီးကြပါအဲဥက္ကခဲတစ်ခုချင်းစီတိုင်းမှာ စားနဲ့အဲရေဓာတ်အနှဲငယ်ပါပါတယ်အဲဥက္ကတစ်ခုတည်းကိုအနှဲငယ်နည်းနည်းစီပဲပါတာပါအဲအဲဥက္ကခဲကြီးကအဲဘယ်ချိန်ထိကြလဲဆိုတော့20မီလီယံနဲ့ချီပြီးကြတာပါအဲဒီတော့ကြောင့်ရေတွေများလာတာပေါ့ရေတွေများပါပြီကဘာကိုအဲ အုပ်သွားတဲ့ခြေနေထိရောက်ပါတယ်အဲဒီနောက်ပိုင်းကျလို့ရှင်သူကအောက်အောက်ထဲမှာရှိတဲ့အဲဒီအေးနေတဲ့လွားနေပြီးတော့ချိုချိုကြီးကနေပြီးတော့ထိုးဖောက်ပြီးတော့အဲဒီကျုံးငယ်လေးစတင်ဖြစ်ပေါ်လာပါဘောအဲဒီကျုံးငယ်လေးကနေတဖြည်းဖြည်းစူပေါင်းစူပေါင်းပြီးတော့တိုက်ကြီးတွေဖြစ်ပေါ်လာတာပေါ့နော်မကဘာကဘာ၃လခွဲလို့ရတယ်ပေါ့နော်တလွားကြတော့အဲအောက်ဆုံးအနက်ဆုံးမှာရှိတဲ့လွားကြောခေါ်လို့ခေါ်ပါတယ်သူလေပိုင်းမှာကြတော့ mantle လို့ခေါ်ပြီးတော့အဲ အပေါ်ရန်သွားပေါ့အပေါ်ရန်သွားကို crash တို့ခေါ်ပါတယ်သူက crash ကကြတော့တခုတည်းရှိတာမဟုတ်ပါဘူး crash ကကြတော့သူကအစိတ်ပိုင်းတစ်ခုချင်းစီနဲ့သူကခွဲခွဲခြားကြတာပေါ့နော်အဲအစိတ်ပိုင်းတစ်ခုချင်းစီကိုကြတော့သူကတစ်ခုချင်းကို plate လို့ခေါ်ပါတယ်သူက plate ကစုစုပေါင်းခုနှစ်ခုနဲ့တိဆောက်ထားတာပါအဲအပေါ်ရန်လောကကြတော့အဲ plate တွေကလည်း fusion အားကြီးပေါ့တဏျာထဲမှာပဲရှိတာမဟုတ်ပါဘူး plate တွေကကြတော့တဏျာနဲ့တဏျာရွှေလျားနေကြတာပါ အဲ့ plate တွေယူလေရလို့ပဲကျွန်တော်တို့အဲ့တောင်တန်းတွေဖြစ်ပေါ်လာတယ်။ပင်လယ်နဆိုင်မှုတွေဖြစ်ပေါ်လာတယ်။ပြီးလို့ရှိရင်ငေးမြေငန်းလင်းတွေဖြစ်ပေါ်လာတာပေါ့။ plate တွေရွှေတဲ့ပုံစံရောအဲ့အုံမျိုးရှိတာပေါ့နော်။သူ့ရဲ့ရွှေပုံရောအတကူကကြတော့အဲ့ plate ချင်းချင်းတိုက်ပြီးထမှန်တိုက်တဲ့ပုံစံပေါ့။ plate ချင်းချင်းတိုက်ပြီးတော့တောင်တန်းတွေဖြစ်ပေါ်လာတယ်။အဲ့နောက်တစ်ခုကကြတော့အချင်းချင်းတို့ခွာထွက်တဲ့ပုံစံပေါ့။ခွာထွက်တဲ့ပုံစံကကြတော့အဲ့ ါတဲ့သူအဲ့သမုတ်တရားလမ်းကြောင်းတစ်တည်းပေါ်လာတယ်နောက်ဆုံးတစ်ခုကကြတော့သူကရှော့ရှော့သွားတာပေါ့ဒီလိုမျိုးဒီလိုမျိုးကြားနေပြီးရှော့သွားတဲ့သူကအဲ့အဲ့မြခုမြန်မာနိုင်ငံမှာဖြစ်နေတာအဲ့လိုဟာမျိုးပေါ့နော်အဲ့ရှော့သွားတဲ့ပုံစံနဲ့ရွှေ့ရပေါ့ plate တွေကကြတော့တစ်ခုနဲ့တစ်ခုတိုက်မိပြီးတော့သူကအဲ့ပိုတိုင်ပိုတိုင်မှုအင်အားကြောင့်ပေါ့သူကတစ်ခုနဲ့အဲ့မရွှေ့လျားနိုင်ပဲဖြစ်နေတာပေါ့နော်အဲ့မရွှေ့လျားနိုင်တဲ့အခြေအနေကိုပြန်ပြီးတော့တွန်းလှန်တဲ့အချိန်မှာအလင်းမြင်ဖြစ်သွားတာငလင်းပါ မြင်းနေလင်းဖြစ်ပေါ်လာလို့ရှိရင်တော့အဲဒီ drop cover hole ဆိုတဲ့အတိုင်းလုပ်ပေးရမှာပေါ့နော်ဒီလိုလုပ်စဉ်မြေကြီးကငိမ့်တက်နေဆိုပေမဲ့လည်းနောက်ပိုင်းမှာပြန်လည်လှုပ်ရှားလာအောင်ပါဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတော့ကျေးဇူးတင်ပါတယ်